မြန်မာချိုင်းဟု YouTube Channel ရဲ့တင်ဆက်မှုတွေကိုအစဉ်တစိုက်ကြည့်ရှုအားပေးနေကြတယ်။ချစ်ခင်ရတဲ့ပရိသတ်များအားလုံးနဲ့တသားမီမီလေးများအားလုံးအားလုံးပဲမင်္ဂလာပါနော်။ဒီနေ့မမကပုံမြင်လေးတစ်ပုဒ်ပြောပြပေးဖို့ရာယူဆောင်လာခဲ့တယ်။ပုံမြင်လေးရဲ့နာမည်ကတော့အတွေးလွန်သောဝတ်ဝန်းဆိုတဲ့ပုံမြင်လေးတစ်ပုဒ်ပါ။မမရဲ့ပုံမြင်တင်ဆက်မှုမစတင်ခင်မှာမမတို့ရဲ့ YouTube Channel လေးကို Subscribe လေးမလုပ်ရသေးဘူးဆိုရင် Like and Subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်နော်။ကဲ့ စတင်ပြီးတော့ပုံမြင်လေးပြောပြတော့မယ်။အတွေးလွန်သောဝတ်ဝုံတခါတော့ငါဝတ်ဝုံလေးတကောင်ဟာတပင်းကြီးအောက်မှာလှဲပြီးအနားယူအပန်းဖြေနေတာပေါ့ကွယ်။အဲ့ဒီလိုနေရင်းနဲ့သူကတွေးနေတဲ့မြေကြီးတွေပြိုသွားရင်ဘလို့လုံမလဲ။ဘဲကိုပြေးရမလဲ။ပြီးစရာတောင်မရှိ ဖြစ်နေမှာပဲဆိုပြီးတော့အတွေးတွေလွန်နေတော့တာပေါ့။အဲ့ဒီအချိန်မှာပဲဖုတ်ခနဲ့အတန်ကြားလိုက်တဲ့ အတန်ကြားကြားချင်းပဲဝေါဝေါလေးကဟာငါတွေးထားတဲ့အတိုင်းပဲမြေပြိုပြီးဟဆိုပြီးတော့ထပြေးလီရောတဲ့သူပြေးနေတာကိုဝက်ကလေးတစ်ကောင်းကတွေးပြီးဝေါဝေါလေးဘာဖြစ်တာလဲဗျာလို့မေးတော့ပြေးနေတာကိုတောင်မရက်နိုင်ပဲဝက်ကလေးရေပြေးဟာမြေပြိုနေပြီလို့ပြန်ပြောတဲ့ဝေါဝေါလေးပြောတာကိုကြားပြီးဝက်ကလေးကလည်းနောက်ကနေပြီးတော့လိုက်ပြေးပြန်လီရော သူတို့နှကောင်ပြေးနေတာကိုမြေခွေးကမြင်ပြီးတော့မိတ်ဆွေတို့ကြီးဘာလို့အဲ့လောက်ပြေးနေကြတာရောလို့မေးပြန်နေအဲ့ဒါနဲ့ဝက်ကလေးကမြေပြူနေလို့ဗျလို့အောင်ပြေးရမေးလို့ပြောလိုက်တဲ့မြေခွေးကလည်းတိတ်မယုံလို့မြေပြူတယ်လို့ဘသူပြောလဲမေးတော့ဝက်ဝန်လေးကကျွန်တော်ကိုယ်တိုင်မြေပြူတဲ့အတန်ကိုကြားခဲ့တာမယုံရင်လဲနေခဲ့တော့ဆိုပြီးဆက်ပြေးနေတဲ့အဲ့ဒီတော့မြေခွေးကလည်းကြောက်ပြီးဟုတ်လောက်တယ်ဆိုပြီးတော့လိုက်ပြေးတဲ့ အဲ့ဒီလိုအဲ့ဒီလိုနဲ့သူတို့ပြေးတာကိုမြင်းနဲ့တခြားတလိဆန်နေလေလိုက်ပြေးကြပါရောနောက်တော့ကြီးကန်းတကောင်ကတက်ပင်မှာနားနေသူတို့ပြေးလာတာကိုမြင်ပြီးတော့ဘာလို့ပြေးနေကြတာပါလဲမေးကြည့်အောင်မှပဲဆိုပြီးမေးလိုက်တဲ့အခါမြေပြိုလို့ဆိုပြီးတော့လဲပြန်ဖြေတဲ့ အဲ့ဒါနဲ့ကြီးကန်းကလည်းငါပြောရင်ရမှာမဟုတ်ဘူးငါเสียဖြစ်တဲ့ပညာရှိဈေးကွက်စီ သွားပြောမှပဲဆိုပြီးဈေးကွက်စီကိုပြန်တန်းသွားပြီးတော့ပြောပြတဲ့ဈေးကွက်ကလည်းစဉ်းစားဉာဏ်မရှိလိုက်တာဆိုပြီးသူတို့ဘယ်မှာလဲငါ့ကိုလိုက်ပြဆိုပြီးသူတို့ရှိရာသွားပြီးမိတ်ဆွေတို့ ခဏရက်ကြပါအိုးမြေပြိုတွေဆိုတာကောလာဟာလာတည်င်းမှာအမှန်မဟုတ်ပါဘူးအုံနှုံနဲ့တွေးကြပါအောင်လို့ပြောတာပေါ့တကယ်လို့မြေပြိုတွေဆိုရင်အခုအချိန်အတင်တို့အသက်တောင်ရှိရောမှာမဟုတ်ဘူးမြေပြိုတာမဟုတ်ဘူးလို့ပြောတော့မှပြေးတာတွေရက်ကြတယ်အဲ့ဒီတော့မှဇီးကွက်ကမေးတဲ့မြေပြိုတွေလို့ဘသူကပြောလဲပြောတဲ့သူကိုတိကျမိတယ်ကွယ် ကြီးခွက်ကြီးကမေးတော့မြေခွေးကဝက်ကလေးပြောတာပါလို့ပြောတယ်။ဝက်ကလေးကလည်းကျွန်တော်ကမသိပါဘူးကျွန်တော်ကလည်းဝက်ဝန်ကပြောလို့ပါလို့ပြောတဲ့။အဲ့ဒီလိုနေတယောက်နဲ့တယောက်လွှဲချနေကြတာပေါ့ကွ။အဲ့ဒါနေစည်းကွက်ကြီးကလည်းကဲတော်ကြတော့ပထမဆုံးမြေပြိုရဲဆိုပြီးဘဲသူစပြောလဲမီးတော်မှာဝတ်ဝန်းကကျွန်တော်ပြောတာပါဆိုပြီးဝန်ခံတဲ့စည်းကွက်ကြီးကလည်းဝတ်ဝန်းလေးကိုထပ်မီးတယ် မြေးပြိုနေတာကိုအသင်ကိုယ်တိုင်တွေ့ခဲ့လို့လားဆိုတော့ဝက်ဝန်လေးကမြေးပြိုတာကိုတော့မတွေ့ခဲ့ဘူးဒါပေမဲ့ကျွန်တော်လှဲနေတော့ဖုတ်ခနဲ့မြေးပြိုတဲ့အတန်ကြားလိုက်တယ်လို့ပြောတဲ့အဲ့ဒါနဲ့ဈေးကွက်ကြီးကဆက်ပြောတယ်အသင်ဝက်ဝန်ကိုလုတ်တဲ့ကိစ္စကိုလုတ်တဲ့အဖြစ်ကိုဝန်ခံတာကိုတော့ချီးကျူးပါတယ်ဒါပေမဲ့ကိုယ်တိုင်တေချာမသိပဲတခြားသူကိုပြောတာဟာမကောင်းတဲ့အကျင့်တစ်ခုပဲ သင်ကိုယ်တိုင်မြင်ခဲ့လို့ပြောတာဆိုရင်လက်ခံနေအခုဟာကသင်တောင်သေးချာမသိပဲနဲ့တခြားသူကို ပြောတော့အာလုံးစိတ်ဒုက္ခရောက်ကြရတယ်လို့ပြောတဲ့တဲ့အဲ့ဒီလိုပြောလိုက်တော့တခြားသူတွေကအဝတ်ဝုံကိုအဖြစ်တွေပြောဆိုကြတာပေါ့ကွယ်အဲ့ဒီလိုပြောနေကြတဲ့သူတွေကိုလည်းဈေးခွက်ကြီးကအသင်တို့လည်းအုံနောက်မရှိဘူးစဉ်းစားစဉ်းကျင်ဉာဏ်နည်းနည်းလေးမှမရှိဘူးသူများကိုအပြစ်တင်ပြောဆိုဖို့တော့တိတယ်ဆိုပြီး အော်ငေါက်လိုက်တော့မှတိတ်သွားကြတဲ့အမှန်တော့ဝဝန်လေးကြားလိုက်တဲ့အတန်ဟာညောင်သည်ကြွေကြတဲ့အတန်နဲ့ကိုင်။ကဲတာတာမီမီလေးတို့တွေလေဝဝန်လို့ကိုယ်တိုင်တေချာမသိတဲ့ကိစ္စကို မစင်မချင်းမပြောသင်ဘူး။တခြားဝတ်တို့လို့မြေကွေးတို့လို့လေတပားသူကိုအဖြစ်တည်းမပြောဆိုရအောင်နော်။ ဒီနေ့မမရဲ့ပုံမြင်တင်ဆက်မှုလေးကိုတော့ဒီလောက်နဲ့ပဲရနာခွင့်ပြုပါတော့။နောက်ရက်ဒီမှာထပ်ပြီးတော့ส่งကြပါအောင်မေ။တတား